အဲအမကတော့လေအဲလူတွေအတွက်အစားတောက်မှာလို့အဲ့လို soft ဖြစ်မဲ့ဟာလေးပြုတ်ပြော့ရှယ်ပို့အတွက်နည်းနည်းထိုးထိုးနဲ့စားလို့ရမယ့်ဟာမျိုးလေးတွေကမှသဘောကျတယ်။အဲနောက်ပြီးတော့လိုမျိုးမိုးအေးတဲ့ကာလမျိုးလေးဆိုလို့ရှိရင်အမကတို့လိုရှိရင်လည်းတစ်ခါကြောက်လို့ရှိရင်နေမကောင်းဘူးလို့ဖြစ်တဲ့နာစီချောင်းစိုးလေးတွေဖြစ်တဲ့ခါကြောက်ကြရင်ဟိုရာသီစားပေါ့တောင်းတမိတာပေါ့နော်။နံပါတ်1ချက်ကကြမ်းမှန်နေညီရရမယ်။ပြီးလို့ရှိရင်အစားတောက်တိုင်းမှာတော့အသုံးပြုတဲ့ဟိုသူတို့အသုံးပြုရတဲ့ taste တွေရှိရယ်။အဲ့ဒီမှာဆိုလို့ရှိရင်အမအချုံမုတ်ကိုအဓိက ဒီမှာဒီအမဟေးဆိုင်မှာဆိုလို့ရှိရင်ဘယ်ဟင်းရတိုင်းမဆိုချုံမမလို့ဝမတော့ဘူးဟိုအချိန်မျိုးလဲလာကြည့်လို့ရပါတယ်အမတို့ခုကွစ်တီဘက်ပေါ့နော်ကွစ်တီဘက်ဆိုလို့ရှိရင်အမတို့ထိုင်းရမာတယ်ဘန်ကောက်ဘက်ကယူရီးယားမာတယ်ပြီးရအမတို့ရှိမှာတော့လဲခယူးစီခယူးစီဆိုလို့ရှိရင်လဲဘန်ကောက်ကနေပြီးတော့ပေါ့နော်ဘန်ကောက်ဒီယူရီးယားလက်စိတ်ခယူးစီကိုအမတို့တုံးတယ်ငံပြားရေးရစာပေါ့နော်အဲ့လို taste မျိုးကိုတုံးတဲ့အခါကျတော့ရလာကြကွာတယ်လူအမဆိုင်မှာဆိုလို့ရှိရင်ကွစ်တီအားလုံးပေါင်း23မျိုးပေါ့ ဒါမှမသာသေးခင်ကချက်ပြီးတော့အစ်စ်မီနူအစ်စ်ကိုထုတ်လိုက်တာဆိုလို့ရှိရင်အဲဂျမဲကွေ့တီကိုပေါ့နော်ဂျမဲကွေ့တီကိုဆိုလို့ရှိရင်လည်းတော်တော်များများကြိုက်ကြတယ်။အဲ့တော့ဂျမဲချစ်သူတွေရှိကြတယ်လေ။အဲတခုဆိုလို့ရှိရင်မအားဆိုလို့ရှိရင်လည်းစိုင်းနေပါတိုင်းလို့ရှိရင်ဂျမဲလေးတွေဂျမဲခင်တို့မအားလို့အဲ့လိုပုံစံမျိုးလေးပြီးမလာထဲမှာဆိုလို့ရှိရင်လည်းမလာထဲမှာဆိုဂျမဲပါမအဲ့လိုမျိုးဆိုတော့ဥဒါဂျမဲနဲ့မအားတို့ taste ကိုလုံးကျက်ခဲ့ခါဆိုတော့ရသလေးလည်းမစိုးဘူး။ အာဒီကွေးဒီမှာကျတော့လေအမားကြိုက်ဆုံးစားတော့ဒီထဲမှာတစ်ခုပါတယ်ပေါ့အမားကတော့အစားတော့မှာပြောလို့ကိုကပင်မန်းနာတွေရမ်းများသွားလို့ရှင်အဲ့ချိန်ကြီးလဲအမားပုံမဆိုနေတယ်ဒါပေမဲ့အမားအစားတော့အရန်စိတ်ဝင်စားနေစားတယ်ပေါ့နော်စားလို့ကောင်းတဲ့အရာပြီးတော့ကိုကြိုက်တဲ့အရာတွေကလည်းဟိုစားတာကိုကြိုက်တာမဟုတ်ဘဲနဲ့အဲ့လိုမျိုးအရင်နဲ့အဖက်နဲ့ရောရတာမျိုးလေးတွေဆိုအမားအရန်ကြိုက်တယ်ပေါ့နော်ဂျေအိုလို့ပြောဆိုအမားတကယ်မှမှဒါထိုင်းယူရစားစားပေါ့နော်ကွေးဒီကဒီ training တစ်ခုနေနဲ့မြန်မာနိုင်ငံဝင်လာတဲ့အခါကျတော့အမား ရီးစက်ကြည့်ရကြည့်ရလဲကြိုက်သွားကြိုက်သွားတော့အဲအစားအသောက်လုပ်ငန်းဘက်ကိုလုပ်ဖို့လဲစောကြီးကတော့စီစဉ်ရှိရဲဒါပေမဲ့အမအနေနဲ့တော့နည်းနည်းလေးလုံအောင်မယ်ပေါ့နော်အဲငန်းလေးနေပါလောက်ပြီးသွားတဲ့နောက်ပိုင်းမှာတော့စိတ်ထဲမှာပေါ်လာရင်ချက်ချင်းလုံးလိုက်တတ်တဲ့အကျင့်လေးတစ်ခုဖြစ်လာတယ်ပေါ့နော်အဲ့တော့ဒီအစားအသောက်ဆိုင်လေးကလည်းအမျော်လင့်တာပဲနဲ့ဒါအချိန်တိုလေးနဲ့မကောင်တဲ့ပေါ်ဖြစ်သွားတယ်ပေါ့ဟုတ်အဲအမကတော့လေအဲလူတွေအတွက်အစားအသောက်မှာလို့အဲ့လို soft ဖြစ်မဲ့ဟာလေးပြောပြောရှယ်ပို့အတွက် မျိုးမျိုးထွေးထွေးနဲ့စားလို့ရမယ်ဟာမျိုးလေးပြောမှသဘောကျတယ်။အဲနောက်ပြီးတော့လူမျိုးမိုးအေးတဲ့ကာလမျိုးလေးဆိုလို့ရှိရင်အမအားလို့ဆိုလို့ရှိရင်လည်းတစ်ခါကြောက်လို့ရှိရင်ဒီမကောင်းဘူးလို့ဖြစ်တဲ့နာစီချောင်းစိုးလေးတွေဖြစ်တဲ့ခါကိုကြရင်ဟိုရာသီစားပေါ့တောင်းတမိတာပေါ့နော်။အဲ့တော့ဒါလေးကကျတော့ဒါဗီဒီယိုလိုကြည့်လို့ကျတော့မိုးရွာရွာနေဖို့လူတိုင်းကြိုက်ကြတယ်။နောက်ပြီးတော့အမကိုရလည်းအချိန်မီအမြဲတောင်းတဖြစ်တဲ့ဆက်ဆောက်လေးလည်းဖြစ်တဲ့ခါကျတော့ပြင့်ပြစ်သွားတာပေါ့နော်။မတူဘူးအဲကတ်စတမာချင်းတူပေမဲ့ အဲကိုဆက်ဆက်ရတဲ့ customer အနေထိုင်းကြတော့လည်းမတူတော့ဘူးပေါ့နော်အစားအသောက်ကြတော့အမအဓိကဆိုင်မှာအမအရေးအရေးပေးအရေးထားတဲ့အရာကကြတော့ dress ကြတော့ခန္ဓာကိုယ်ပေါ်မှာဝတ်ဆေးရတဲ့အရာပေါ့နော်အစားအသောက်ကြတော့ခန္ဓာကိုယ်ထဲကိုထည့်ရတဲ့အရာအဲဒီကဖြစ်တဲ့အကြောင်းကျမိုင်နဲ့နံပါတ်၁ချက်ကကျမိုင်နဲ့ညီရရမယ်ပြီးလို့ရှိရင်အစားအသောက်တိုင်းမှာတော့အသုံးပြုတဲ့ဟိုသူတို့အသုံးပြုရတဲ့ taste ရှိရဲအဲဒီမှာဆိုလို့ရှိရင်အမအချုံမုတ်ကိုအဓိကဒီမှာဒီအမဟင်းဆိုင်မှာဆိုလို့ရှိရင်ဘယ်ဟင်းရလိုက်မလို့ချုံမုံမလို့ဝါမတော့ဘူး ဟိုအချိန်မျိုးလည်းလာကြည့်လို့ရပါတယ်ချုံမုတ်ကတော့အမကိုလည်းမချိုက်ခဲ့တော့ကျွန်တော်အမလုံးဝချုံမုတ်ကိုထည့်မတုံတာပေါ့နော်အဲအဲ့လိုပုံစံမျိုးဆိုတော့ဝိဒီယိုစဉ်းစားဖြစ်သွားတာကြောင့်ကိုလည်းကြိုက်ဆုံးစားတော့ဖြစ်နေတာရယ်နောက်ပြီးတော့ဟိုဖွင့်တဲ့ဆိုင်တွေရှိပေမဲ့လည်းကိုလိုချင်တဲ့ကို create လုပ်ချင်တဲ့အပိုင်းလေးတွေကခေါင်းထဲမှာပေါ်လာတယ်ပေါ့နော်ဒီအမဆိုင်မှာဆိုလို့ရှိရင်ကိုဒီယိုအားလုံးပေါင်း20 3မျိုးပေါ့ဒါမှတာသေးခင်ကထပ်ပြီးတော့အစ်စ်မီနူအစ်စ်တွေထောက်လိုက်တာဆိုလို့ရှိရင်အဲကြမဲကွေ့တီယိုပေါ့နော်ကြမဲကွေ့တီယိုဆိုလို့ရှိရင်လည်းတော်တော်များများကြိုက်ကြတယ် ကြမဲ့ချစ်သူတွေရှိကြတယ်လေအဲတခုဆိုလို့ရှင်မအားလို့ဆိုလို့ရှင်လဲစိုင်းနေပါထိုင်လို့ရှင်ကြမဲလေးတွေကြမဲခင်တို့မအားလို့အဲ့လိုပုံစံမျိုးလေးပြီးမလာထဲမှာဆိုလို့ရှင်လဲမလာထဲမှာဆိုကြမဲပါမအဲ့လိုမျိုးဆိုတော့ခုဒါကြမဲနဲ့မအားလို့ taste ကိုလုံးချတဲ့ခါကျတော့ရသလေးလည်းမစိုးဘူးပြောရှာပေါ်မှာဆွဲနေမယ်အရသာမျိုးလေးဖြစ်တယ်ပေါ့နော်ပြီးတော့မြမာတွေရဲ့ပါဇက်ကကြတော့ဟော့ရှို့ရှို့တွေကိုတိတ်မကြိုက်ဘူးချွတ်တိုတိုတွေကိုတိတ်မကြိုက်ဘူးအချို့ဆိုလို့ရှိရင်လေးလေးလေးမှကြိုက်ကြတယ် အရသာဆိုလို့ရှိရင်ရှာပုံမှာဆွဲသွားတဲ့ရသာမျိုးကိုကြိုက်တယ်ဆိုတော့အဲ့တင်းလေးနဲ့ညီအောင်တော့ပြန်ပြီးတော့မလို့ပြုတ်ပြင်တာလေးတွေရှိတယ်။ဟိုဒါမဲ့ထိုင်းကိုရောက်သွားသလိုမဲဆောက်ကိုရောက်သွားသလိုမျိုးခံစားချက်မျိုးကတော့ဒါဆိုင်အောင်လာပြီးကိုယ်ရကိုကြစားသုံးမှုရဲ့လူတွေတော်များများသိကြပါတော့။အဲ့တော့ဒါထိုင်းရသာကိုစားနေတယ်ဆိုပြီးမှဒါရရှိနိုင်တယ်ပေါ့နော်။ဟုတ်ကဲ့ဟုတ်ကဲ့။အဲ့တော့အဲ့ထိုင်းရသာနဲ့ကြိုးအောင်ကြတော့ပြင်ဆင်ဖို့ကလည်းဘယ်လိုမျိုးလေးတွေရှိလဲ။အမားတို့ကကွက်တီယိုဘက်ပေါ့နော်။ကွက်တီယိုဘက်ဆိုလို့ရှိရင်အမားတို့ထိုင်းရမာတယ်။ဘန်ကောက်ဘက်ကယူရီးယားမာတယ်။ပြီးရ မောင်ရှူမှာတော့လေ QC QC ဆိုလို့ရှင်လဲဘန်ကောက်ကနေပြီးရောပေါ့နော်ဘန်ကောက်ဒီရိုးရရစိတ် QC ကိုအမတို့တုံးတယ်ငံပြရေးရစာပေါ့နော်အဲ့လို taste မျိုးကိုတုံးတဲ့ခါကျတော့ရလာကြကွာတယ်ကျိုးကွန်ဒီအမတို့ဈေးကွက်ထဲမှာကကြာမှာစိတ်တွေနိုင်ငံပြရေးလည်းရှိတယ်လို့ QC လည်းရှိရေပေါ့နော်နောက်ပြီးတုံရဲအနှစ်ပေါ့အမတို့ဒီမှာတုံရဲကွစ်ဒီရိုးတော့ပါလို့ရှင်လဲဒါအမတို့အတွက်ဘီနူးတစ်တွေပေါ့နော် ရှိတယ်ခါကျတော့အဲမြမပြည်တွင်းပြကမြမနိုင်ငံပြရေးရတာနဲ့ထိုင်းကလောက်တဲ့ထိုင်းရတာနဲ့ကြတော့လည်းမတူပြန်ဘူး အဲ့ကကြတော့ဘလို့ခွာချားမှုရှိလဲဆိုတာအ chainId ကတယောက်နဲ့တယောက်ကတော့မတူချားဘောနော်အော်ဒါပေမဲ့ဒီ quick deal ဒီထားရရစားစားဖြစ်တဲ့အတွက်ကြောင့်မတို့က chicken base တွေကိုတော့ထိုင်းကနေပြီးတော့ပဲဟိုတတိတသက်မှားယူရဲပေါ့နော်အဲလင်မဲကကြတော့အမရဲ့ baby ပေါ့နော် baby ရကြတော့အမနာမည်ကိုလည်းအမ baby ရမယ်ပေးရပေးရဆိုတော့အဲတင်းလာနဲ့အဲတင်းကုန်တွေတင်းလာပေးရမယ်ဆိုတဲ့အခါကျတော့အမကဒါနဲ့သူစစလေးပေးခြင်းတယ်ဟိုသူများနဲ့လည်းမတူချင်းပုံမှန်နာမည်လည်းရိုးတယ်ပေါ့နော် အဲ့ခါကျတော့ပေပေကိုလမ်းပြီးတော့မေးတယ်ပေပေကကျတော့အမေရိကန်မှာနေရဒါပေမဲ့ဟိုအမကဒီလိုမျိုးနာမည်ပေးတာတို့ဘာတို့ဘာတကြောင်ပေပေရှာချင်တယ်လေအများကြီးယူပါအဲ့တော့ပေပေလိုသမီးနာမည်အားလိုတင်းတွင်နဲ့ဒလင်းလာပေးရမယ်ပေါ့နော်ဒါပေမဲ့ဆန်းဆန်းလေးပေးချင်တယ်ပေါ့အာပေပေကအော်ချာနဲ့တော့လည်းနာမည်တစ်ခုပြောတယ်ပြောတော့အမအော်ချာကိုသဘောကျတယ်အဲ့အော်ချာရဲ့သဘောတရားလေးကြတော့အဲလောကမှာအော်ချာလောက်အောင်ကောင်းမှုနဲ့ညာအော်ချာစရာကောင်းလောက်အောင်ကို အောင်မြင်တဲ့အရာတစ်ခုပေါ့နော်အဲ့လိုပုံစံမျိုးအဲအဓိပ္ပာယ်လေးဖြစ်ပြပေါ့ဟုတ်ပါဘူးမရိုးဆိုင်မှာကအခြေခံဈေးနှုန်းက၃မျိုးပဲရှိရပေါ့နော်အဲ၄000 6500 1000ပေါ့ဒါကကြတော့ဒါမရိုးက fair price လေးပါလို့လုပ်ပေးတာကြောင့်မရိုးဒီမိတ္တာမျိုးရက်ကွက်ထဲမှာဖွင့်ထားတယ်ဖွင့်ထားတာဖြစ်တဲ့ကြောင့်ရက်ကွက်ထဲကလူတွေလာစားကြရပေါ့နော်ကိုရက်ရွှေရမျိုးလည်းလာကြတယ်ခါကြတော့ဟိုဈေးနှုန်းလေးကိုလည်းအတင်းတင်းနဲ့လူရဲစားပြီးဆက်ထုတ်လိုက်တဲ့အနေအထားမျိုးလေးဖြစ်ရမယ်နောက်ပြီးတော့ဒီ quick deal ကလည်းမတို့ကဟိုပေါ့နော်ဒီဝတ်သားစက်သားမှာဆိုလို့ရှိရင် ဝတ်သားဆိုလို့ရှင်လဲဝတ်နေရိုးဝတ်နေရိုးပေါင်းကွတ်တီယိုပေါ့ပြီးလို့ရှင်ဦးဆုံးကွတ်တီယိုပြီးလို့ရှင်ဝတ်သွေးပေါ့လူတွေကဝတ်သွေးဆိုလို့ရှင်ဝတ်သွေးအခဲလို့ထင်ကြတယ်ခင်ကကြတော့အဲ့လိုမဟုတ်ပါနဲ့ကွတ်တီယိုအရင်နဲ့ဝတ်သွေးအရင်နဲ့ရောစပ်ပြီးတော့မတော်ကချက်ပြုတ်ထားတယ်ရတာ taste မျိုးပေါ့နော်ညလာလဲအရန်ကောင်းတယ်အဲစားသုံးတဲ့သူတိုင်းကလည်းတစ်ခါစားပြီးနောက်တစ်ခါထပ်စားခြင်းနဲ့စိတ်ဖြစ်တယ်ပေါ့နော် အမဆိုလို့ရှိရင်လည်းဝတ်သားမစားဘူးဒါပေမဲ့အမဆိုင်မှာအဲ့ဝတ်သွေးကိုအမကိုယ်တိုင်ညှို့ရတော့ကြောင့်အမအရစားချင်စေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တဲ့ဒါကပွဲကြီးဆိုလို့ရှိရင်မတော့ဝတ်နဲ့ရိုးဝတ်ဥဆုံးဝတ်သွေးနဲ့ပေါ့နော်အဲ့မှာကြကြောလုံးတွေပါလေပါတယ်အသတောင်းတယ်ပေါ့ပွဲကြီးပေါ့ပွဲကြီးဆိုတော့နှစ်ယောက်ကအေးအေးဆေးဆေးစားလို့ရတယ်ကြိုအစားကြီးတဲ့ကလေးတွေတော့ကြလို့ရှိရင်တော့အဆင်ပြေတာပေါ့နော်အဲ့အဲ့လိုမျိုးပဲနဲ့ပုံမှန်တာမှန်ပွဲလေးပဲဆိုလို့ရှိရင်တော့၄တာပေါ့အဲ့အဲ့ဒီမှာမှဝတ်နဲ့ရိုးကွက်ကြီးဆိုလို့ရှိရင်တော့၆၅၀၀ ဲပြီးတော့ဝက်ဥဆုံးခွေးကျိုးဆိုတော့6500ပေါ့အဲချက်သားမှာဆိုလို့ရှင်လဲအဲ့လိုပဲမျိုးချက်သားခွေးကျိုးဆိုလို့ရှင်မတော်က၄တာပြီးရင်ချက်ပေါင်းခွေးကျိုးဆိုတော့ချက်ပေါင်းတော့မဟုတ်ချက်ရင်အောင်ပါတယ်အဲ့ဒါကျတော့6500ပေါ့နော်အဲ့ဒီမှာချက်သွေးခဲပါမယ်အဲချက်ကြောလုံးလေးတွေပါမယ်အဲ့အောင်မှာချက်သားအောင်မှာပွဲကြီးပေါ့ခုနတပေါင်းပွဲဆိုလို့ရှင်ကျက်ကျောက်တရောကျက်ပေါင်တရောကျက်သွေးတရောကျက်ကျောလုံးတရောပါမယ်ပေါ့နော်အဲ့လိုလေးတွေစီစဉ်ပေးထားရတယ်ပေါ့ဟုတ်ရှိတယ်အမတို့ customer service ပေါ့အဓိကတော့နောက်ပြီးတော့အမကဒီအဲ social မှာ public figure တယောက်အနေနဲ့အမဒီအစားတောက်စားတောက်အစားတောက်လုပ်ငန်းကိုစပြီးတော့ဖွင့်လှစ်တယ်စားတောက်သူတွေရဲ့ဇက်သေးလက်သေးကိုကိုကဒီ taste လေးရတာလေးကိုလက်ဆောင်အပြင်ပေးရတဲ့အခါမှာအများကြီးတော့ရင်ဆိုင်ရတာတွေရှိတယ်။ဘောဆိုချိုးကြတော့လေတနေကုန်ပင်ပန်းလာတယ်။ပင်ပန်းလာတဲ့အခါမှာအေးအိုးဘနောဝမ်းမီတောက်တာဘယ်သူမှမခံနိုင်ဘူးလေ။အဲ့လိုမျိုးအချိန်တွေမျိုးကြလို့ရှိရင်အမဆိုင်ကိုရောက်ပြီးသွားလို့ရှိရင်အမရဲ့ဒီကွတ်တူရတာလေးပဲဖြစ်ဖြစ် အဲတခြားအမဆိုင်ရတခြားဟင်းလျာရတာလေးပဲပြီးစားလိုက်ပြီးတော့တဲ့အချိန်မှာသူ့ရဲ့ဘဝအမောတွေပြပြောက်သွားတာမျိုးပေါ့နော်အဲ့လိုမျိုးတွေကြလို့ရှိရင်ကိုရီးယားပီတီဖြစ်တယ်ပေါ့ဒါပေမဲ့ကြိုးကြောက်ရလဲအမတို့ဒီဘက်မှာစိုင်းရဲလူကြနေတဲ့အချိန်မျိုးတွေမှာဖြစ်ပေါ်နေတဲ့ customer service လေးတွေပေါ့နော်အဲ့လိုမျိုးနောက်ကဟင်းပွဲပြတ်သွားတဲ့ဟာကိုအဲ stop ပြတ်သွားတဲ့ဟာကိုမတို့ကဒီဘက်ကိုပေါ့နော်ဟိုအချိန်နဲ့တပြင်းကြီးပြန်မပြောပြနိုင်တဲ့ခါမျိုးကြရင်တော့ကျွတ် customer တွေကသူတို့စားကျင်နေတဲ့အချိန်မှာအချိန်မီမစားရတော့နည်းနည်းလေးတော့စိတ်ဆိုးကြပါပေါ့နော်ဒါပေမဲ့အဲ့လိုခါမျိုးတက်လို့ရှိရင်အမကတပြီးတော့ ဘာလေးစားကြလဲဒါလေးတော့ရန်ကောင်းငယ်ဆိုသူတို့အနေနဲ့ကဒီစားတော့ကောင်းကိုစားကြလို့လာတာဖြစ်တဲ့ကြောင့်အဓိကတော့ဆက်ဆံရေးပြည့်ပြည့်မှုပေါ့နော် customer service ပိုင်းတော့အမအဓိကလေးထားပါတယ်ပြီးတော့အမဆိုင်မှာ share ဝန်ထမ်းလေးတွေပေါ့နော်အဲ့ဝပြူလာမှုလည်းအမအဓိကလေးထားပါတယ်နောက်ပြီးတော့ရတာပေါ့နော်ရတာသူကကောင်းမှုမှုလည်းအများတဲ့အမတို့အစ်အစ်အများတဲ့စူးစမ်းနေပါတယ်ဟုတ် Okay အမဆိုင်လေးဆိုတော့အမတ်6အမာရီလန်နဲ့တခုံလင်းလန်းတခါသလန်းဖတ်အချမ်းပေါ့နော်မြစ်တာညော့တာဝင်မှုနယ်မှာပို့လက်ထားပါတယ်အပတ်စဉ်တင်းလာနေတိုင်းပြည့်ပြီးတော့ အဲနေ့လယ်၁၂နာရီကနေပြီးတော့ည9နာရီခွဲထိဖွင့်နေပါရဲ့ရှင်။